ီမံညို့အတွက်ကျောင်းရှိဂျေပေါန်တန်း80အထိမတန်တဆဈေးမြလိုက်တဲ့ပုံမှာအလုံးပဲမိကပါ United Fan တွေအတွက်ခနာဆောင်ကတရညီသွင်းလေးကိုတင်ဆက်ပေးနေတဲ့ game time ကလူတွေကနေအလုံးကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့စီမံညို့အတွက်ကျောင်းရှိဂျေပေါန်တန်း80အထိမတန်တဆဈေးမြလိုက်တဲ့ပုံမှာဆိုတဲ့သတင်းစာကိုတင်ဆက်ပေးသွားမှာပါ Manchester United နဲ့ Tottenham Hotspur တင်းတို့ဟာဘုံမောက်တင်ရဲ့ဂါနာတောင်ပံကစားသမားအန်တိုနီစီမန်ညိုအတွက်စုံစမ်းမှုတွေပြုလုပ်လာခဲ့ပါတယ် ဖုံမောက်အတင်းဘက်ကတော့သူတို့ရဲ့အသက်25နှစ်ရွယ်ကျဲပွင့်ကစားသမားအတွက်ကျောင်းရှိခြေပေါင်တန်း80အထိအလိုရှိနေခဲ့ပါတယ်။စီမံညိုကတော့ဖုံမောက်အတင်းရဲ့အဓိကကစားသမားတဦးအဖြစ်ခြေစွမ်းပြကစားနေပြီးတော့ပြီးခဲ့တဲ့2024-25ရာသီမှာတိုင်ပွဲစုံ42ပွဲကစား73ဂိုးသွင်းယူထားခဲ့ပါတယ်။စပန်နယ်လက်တက်တို့ဟာ Brandford တိုက်စစ်ကစားသမား Brian Abumo ကိုအပြိုင်လိုက်နေချပြီးတော့တခုခုလွဲချော်သွားခဲ့ရင်အစားထိုးခေါ်ယူဖို့အတွက်စီမံညိုကိုစိတ်ဝင်စားနေကြပါဒါပေမဲ့စီမံညိုက Abumo ထပ်တာပို့ပြီးတော့ဈေးကြီးနေခဲ့ရပါ ။နှက်တဲ့ဟာမရီယာတီရဲ့ပထမဆုံးကစားသမားခွေမှုအဖြစ်ဟူဖာဟန်တန်အသင်းရဲ့ဘရာဇီးတိုက်စစ်ကစားသမားမတ်တီးယပ်စ်ကွန်ညာကိုခေါ်ယူထားခဲ့ပါတယ်။အဲဒီနောက်မှာတော့ယူနိုက်တက်ဟာဘရိုင်းယန်အမ်ပူမိုကိုလိုက်နေခဲ့ရပါ။စီမန်ညိုကယူနိုက်တက်ရဲ့ပထမဦးစားပေးကျင်းပတ်တော့မဟုတ်ပါဘူး။အမ်ပူမိုကိုခေါ်လို့မရရင်လားစီမန်ညိုကိုခေါ်ယူသွားဖို့ရှိနေရပါ။လက်ရှိဘုံမောက်အတင်တက်မလိုက်တဲ့ဇင်းတော်ကမတန်တဆဖြစ်နေရကြောင်း United အနေနဲ့စီမံကြိုးကိုခေါ်ယူမဲ့ပြင်းမဲ့စီးရင်ကနေတောင်းထုတ်ပယ်သွားနိုင်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အခစားအသင်းတွေအပြောင်းရွှေ့အသင်းတွေစိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးမှာမလို့ Game Time Club Page ကို Like and Follow လုပ်ပြီး Video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းဒီကုန်းချုပ်လိုက်ပါရစေ။